ကျွန်တော်ရဲ့27 audio channel ကိုနားဆင်နေကြတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ယဟန်နာလို့ထင်ရှားကြော်ကြားလာတဲ့ညောင်လွတ်တော်ရဆရာတော်ဘုရားကြီးအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဥပုံနေဖြစ်တော့မိတိလာကံအထက်အိုက်ရွာဘုံကြီးဥကေဒရအကြောင်းမှာဥပုတေတွေစီကားနေပါတယ်ဥပုတေဒေါ်ကုံကဥပုစီရဲ့အတွင်းမှာပရိစေရင်နဲ့တောင်မြောက်လေးပါးကိုကြည်ကားကြည်ကားနဲ့စိတ်ကနာမငြိမ်ဖြစ်နေပါတယ် သားငယ်ကိုရင်ကိုမတွေ့မြင်ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ចောင်းသားကိုရင်တို့ကဥပုန်ဤရောက်တိုင်းကောင်းကောင်းစားရတဲ့အပြင်စာအန်စာကျက်လွတ်လပ်မှုကိုရကြတဲ့အတွက်ပျော်ရွှင်ကြပါတယ်။အဲတခါတလေမိမိတို့မဲတော်တွေရှိတဲ့ဥပုဇရက်ကိုလာရောက်ပြီးတော့လဲနှုတ်ဆက်တတ်ပါတယ်။ရှင်မေရာဝီတပားကတော့မဲတော့အနာကိုရောက်မလာသေးတဲ့အတွက်ဒေါဂုံတယောက်ပရိစိတ်လို့မရနိုင်အောင်ဖြစ်နေပါတယ်။တိုးထွက်သွားတဲ့ကိုရင်ကလေးဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါတယ်။ မောင်မစိတပည့်တော်မတို့မောင်ရင်လည်းမတွေ့ပါလားဥပုစီရဲ့အနီးကိုရောက်လာတဲ့တာအကြီးဥဝီစိတ်တာကိုမဲတော်ကြီးဒုံဝုံကမေးမြန်းလိုက်တာ ဖြစ်ပါတယ်အာသူတို့ဒီကနေ့စာအံရမှာမလို့သွားချင်ရသွားနေကြမှာပေါ့ဥဝီစိတ်တာကလည်းပြန်အဖြစ်ပေးပါတယ်ဒါပေမဲ့ရှင်မီရာဝီက ဆုံးငယ်ပြန်ရင်ကလေးကပျောက်နေတဲ့ကြောင်းသိရတဲ့အတွက်မဲတော်ကြီးအတွက်ပို့ပြီးတော့ရှင်မအေးနိုင်ဖြစ်ရပါတယ် ကိုရင်တကားကြီးဥမှုတ်ကိုပါတချောင်းတက်တချောင်းစင်းရှာဖို့ပူဇာရပါလေတော့တယ်။မကြခင်ဥမှုတ်လည်းရေးကြီးတုတ်ပြန်နဲ့ဇရက်ကိုတစ်ခေါက်ပြန်လာပြီးတော့ခက်လန်းလန်းကနေပြီးဟေးရှင်ကုန်ရေးရှင်ကုန်ညီသားမောင်ရင်တော့စွန်းစားเจ้าကိုစွန်းစားလည်းမလာဘူး။တပိတ်တလုံးနဲ့တောထွက်သွားနေတယ်လို့ဒီလိုပြောလိုက်တော့ဒေါ်ကုံတယောက်ယင်ထဲမှာထိတ်ခနဲဖြစ်သွားပါတယ်။ဒေါ်ကနေရာကပြင်ပြန်လာတယ်လဲထကိုမဟုတ်တော်တကယ်ပြောရလား။ တကယ်တော့ဖုံးကြီးနဲ့မောင်ဝစင်းများကလည်းတောမထွက်ဖို့မတားကြဘူးလားဒီလို တူဖြစ်သူ ဖုံးကြီးဥကေဒရနဲ့ตาကြီးဥဝီစိတ်ဓာတ်တို့ပါ အပြစ်တင်ညှိတွားလိုက်ပါတယ်ဥဘုတ်ကတော့အေးဆက်ဆက်ပြုံးစီစီလုံနေအားမလို့အားမရဖြစ်ကကိုမဟုတ်အဟုတ်သားလားဟဲ့ရှင်ကောငါမှလည်းဥဘုတ်ကြီးနဲ့ညီကိုအလကားလိန်နေပါမလားအာဒါဖြစ်ကိုမဟုတ်ရဲ့ဘလို့လောက်ကြမလဲဖုံးကြီးနဲ့မောင်ဝစင်းကိုလည်းရှောက်ပါဦး ကူနေလိုက်ရင်အချိန်မီပါသေးတယ်။ကျုပ်သားက၁၂နှစ်ပဲရှိသေးတယ်။ဒေါ်ကောင်ကနေမထိထိုင်မထိဖြစ်နေပါတယ်။ဇေယျဘုံမှာရှိတဲ့ဥပုပ်သည်များကပင်တပြင်းချနေပါတော့တယ်။ဟုတ်မှာပေါ့ညီသားကဘိုက်ခရဲကထူးတဲ့သားလို့ဥပုပ်သည်အဖွားကြီးတူကအမှတ်ချက်ချလိုက်ပါတယ်။မှန်ပါတယ်။ဒေါ်ကုံကတားကိုဝင်ရတဲ့အချိန်ကစပြီးတော့ထူးထူးခြားခြားချင်းချင်းတက်ခဲ့ပါတယ် နေ့စဉ်တရင်သီလစောင့်နေပြီးတော့ကမ္ဘာထံထိုင်လို့စိတ်ဒီမျိုးသိပ်မရအောင်ဖြစ်ခဲ့ရပါတယ်။တူဖြစ်တဲ့အံ့ရွာဖုန်ကြီးဥကေတရာကိုရှောက်ထားပြီးတော့ကမ္ဘာထံထိုင်ဒီကိုတင်ယူရပါတယ်။အဲ့ဒီခေအဲ့ဒီအခါတုန်းကဝိပဿနာကမ္ဘာထံထိုင်ရတယ်လို့နားလည်ကြတဲ့အခါတော့မဟုတ်သေးပါဘူး။ဥကေတရာကလည်းဝိတုဒ္ဓိမတ်ကိုကြည့်ဗုဒ္ဓနုဒတိမေတ္တာကမ္မဋ္ဌာန်းတို့ကို အထိုက်လျောက်သာညွှန်ကြားပေးနိုင်ခဲ့ပါတယ်။ ဒေါ်ဝန်ကထူးခြားလာတဲ့ကိုဝင်းတရီကိုကမ္ဘာထံအာယုံနဲ့စောက်လျှောက်ပြီးတော့1229ခုနှစ်တပေါင်းလပြည့်ကျော်12ရက်ကြာသာပတိနေ့ညစ်တစ်ချက်တည်းအချိန်ကျော်မှာဒရုသားကိုချမ်းသာစွာ ဖွားမြင်ခဲ့ပါတယ်။ဒရုသားယတနာကကိုဝင်းတရီအချိန်ကထူးခြားသလိုမွေးဖွားလာတဲ့အခါမှာလည်းထူးခြားတဲ့အမှတ်လက္ခဏာတွေကိုတွေ့ရပါတယ်။ ညာဘက်ခြေဘွားပြင်အလယ်မှာပုံတော့ဆက်လက္ခဏာကြီးတခုကိုထင်ထင်ရှားရှားတွေ့ကြပါတယ်။လက်ရာရည်ခရုပတ်ကြောင်းအလယ်ကနေအနားစဝိုင်းကိုကန့်လန့်သွားတဲ့ကန့်ကြောင်းတွေကိုကြည့်ပြီးတော့ထူးခြားမဲ့သားယတနာလို့အတက်ယူဆခဲ့ပါတယ်။ရုပ်လက္ခဏာကလည်းပြင်းပြင်းပြသားလာပါတယ်။ခွန်နှစ်အရွယ်မှာចောင်းထားပြီးတော့ចောင်းသားတို့တက်အပ်တဲ့သင်မိုးကြီးနဲ့ပေကြီးဆယ်ဆောင်တွဲကိုတစ်နှစ်အတွင်းအာကုန်ရပါတယ် တရားရှိဆောင်တင်းကျူကိုးပိုင်းကိုလည်းចောင်းသားဘဝကပင်အာကုန်ရတဲ့အတွက်အကူတော်ဖုံးကြီးနှစ်ပါးရဲ့အထူးအရေးပေးခြင်းကိုခံခဲ့ရပါတယ်။စူးကဖြစ်စာကလေးကချုံနေဆိုတဲ့စကားနဲ့ကြီးစာပေရာမှာအယွယ်နဲ့မလိုက်အောင်ထူးကျွန်သည်မဟုတ်ယန္တနာသုံးပါးနဲ့ဆရာသမားတို့ဝတ်ကိုလည်းမခိုင်းရပဲကြိတ်၍ချီးကျူးလောက်အောင်ကြည်ပြုံတဲ့သူဖြစ်ပါတယ်။ဒီပဲစည်းလေချင်းဖျားဆုံးမတင်ချင်းတောက်ရီတုံးရီတဲချင်းစသည်တို့မှလည်းတာဝန်ကျေလာပါတယ် စနေနေ့သားရွယ်မှာရှင်သာမဏေပြုပြီးတော့အခြေခံစာများကိုအာဂုံရတဲ့အတွက်ရှင်ငယ်ဘဝကပဲယဟန်တော်များတင်ယူရမယ်စာကြီးပေကြီးတို့ကိုတင် जा နိုင်ပါတယ်။ညီသားကဘိုက်ကလေးကထူးတဲ့သားတောထွက်သွားတယ်ဆိုတာဟုတ်မှာလို့ဥပုသည်အဖွားကြီးတယောက်ကမှတ်ချက်ချတယ်လို့ပဲဥပုဇေယနာရောက်လာတဲ့ကိုင်ကြီးတစ်ပါးကလည်းတကားကြီးသားကကိုရင်မဝစ်ခင်ကလေးကတင်းယူရရနေတာကမ္မတန်း40တို့ပြည့်ညတ်ပရမတ်တို့နိဗ္ဗာန်တို့ဆိုတာကိုသိနေတာအဗျ။ ကျုပ်တို့ကိုလည်းသူကတောထွက်စေခြင်းနဲ့ကမ္မထမ်းထိုင်ရအောင်လို့လည်းခဏခဏပြောနေတာကူလည်းမနဲ့ကလေးကပျောက်သွားတာဒီလိုလာရောက်ပြောနေတော့ဒေါ်ကိုပါဥမုတ်အားအမြန်လိုက်ရှာဖို့စိုးရင်တစီပူဇာရပါတယ်ရှင်ကုန်ရဲ့ဒီလောက်လည်းပူမနေပါနဲ့တောထွက်တာဝမ်းအောင်ဝမ်းသာရအောင်ပါဒီလိုပြောဆိုတာကိုလက်မခံနိုင်ပဲနဲ့ဥမုတ်ကိုဒေါ်သာထွက်ပြီးတော့တူနဲ့သားဖုံးကြီးများထံသွားမယ်ပြုဥမုတ်ကဒေါ်မကုန်ကိုလက်ကိုဆွဲပြီးတော့လာလာလာ ညီသားကိုတွန်းရောက်သွားရှာကြမယ်လို့ဆိုကခေါ်သွားပါတော့တယ်။ဒေါ်ကုံလည်းဘူးမတိဘာမတိနဲ့ဥမှုခေါ်ရာကိုလိုက်ပါသွားပြီးတော့လူသူဝေးတဲ့ចောင်းဝင်းစီယိုခြုံကြီးအနားကိုရောက်မှာဥမှုကဒေါ်ကုံကိုတိုးတိုးလို့လက်ရိပ်ပြပြီးတော့ခြုံတွင်းကိုလက်ညှိုးထိုးပြပါတယ်။သားရှင်မီရာဝီကနေပြောင်းမထိုးအောင် ပိမ့်ပိမ့်နေတဲ့ခြုံကြီးအတွင်းရုံမှာတပိတ်ကိုအနားမှာချသင်းပိုင်ကလေးကိုခင်းပြီးတော့အိမ်ကြီးကြီးစွာနဲ့ကမ္ဘာထန်းထိုင်နေတာကိုတွေ့ကြပါရတယ်။ ဒီကားဒေါ်ဝုံကတပြင်းတစ်ချက်ချပြီးတော့အဒီကားမှ ပြုံးနိုင်ပါတော့တယ်ဥမုကဒေါ်ကုံကိုလက်တို့ခြေကိုဖော့ဖော့နင်းပြီးပြန်လာကြတာအတန်မကြားလောက်တဲ့နေရာကိုရောက်တော့မှရှင်းကုန်ညီသားကတော့ဘယ်ထိထူးခြားအောင်မဲ့ဒါလည်းမသိဘူးကိုကြီးတပားကိုမေးကြည့်တော့မနဲ့တဲကပရပိုင်ဆုံးခမ်းပြီးတော့အေကတနိစားတဲ့ဗျာဒီခြုံကိုလည်းအစောကြီးကလေးကရှင်းထားတာတဲ့မော်မစင်းများကတော့ဥပုံတွေဖြစ်နေတော့စာဝါအားသမို့လား သူဘယ်သွားတယ်ဆိုတာဘယ်သိမလဲဒီလိုရှင်းပြပါတယ်ဒီကနှစ်ယောက်သားအပြုံးကိုစီနဲ့ဥပုစီရဲ့စီကိုပြန်လာခဲ့ကြပါတယ်ရှင်မေတာဝီဆိုတာညောင်လို့ဆရာတော်အလောင်းလျာပင်ဖြစ်ပါတော့တယ်စာပေတာဝန်ဆရာဝန်အာတုံကျူပန်းစင်ဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါတယ်ရှင်မေရဝီကရှင်သာမဏေငယ်ဘဝတွေကယဟန်တော်တွေတည်ယူချက်မဲ့ရမယ်ပြီးတဲ့ကအခြေခံစာတွေကိုနှုတ်တက်ရခဲ့ပါတယ် ကိုကျင့်တိတ်ခါမှာလည်းဝင်းကြီးကျင့်ဝင်ထဲကအတိုင်းပဲဖြစ်ပါတယ်။အသက်30ပြည့်မြောက်ပြီးတော့ယဟန်ဘွားရောက်တဲ့ခါမှာလည်းသီလတိတ်ခါကိုလုံးစားလေးစားပြီးတော့စာထဲကယဟန်လိုပင်ဖြစ်နေပါတော့တယ်။ယဟန်3ဝါရမန္တလေးမြို့ဖျားကြီးတိုက်ကိုစတင်ကြွပါတယ်။အဲ့ဒီမှာနှစ်ဝါနေပြီးတော့နောင်တော်ငယ်ဆရာဦးကေတရာရဲ့အမိန့်နဲ့ညောင်ရမ်းမြို့ဤမှာရှိတဲ့ရီအိုးစင်ရွာကျောင်းဟောင်းမှာအဆောင်အရှောင်အဖြစ်တည်င်းသုံးရပါတယ်။ အဲ့ဒီခိုင်မှာဝင်းကြီးကျော်မိုးနံကိုဆရာတော်ဘုရားကြီးညောင်ရမ်းကိုကိစ္စတစ်ခုနဲ့ရောက်လာပါတယ်။ဥမေရာဝေကဝင်းကြီးတော်လာကပန်းကျိုးနဲ့ဆက်ပြီးတော့မရှင်းလင်းတဲ့အချက်တွေကိုမိုးနံကိုဆရာတော်ကြီးကိုရှောက်ထားခွင့်ပန်းပြီးတော့မင်းမြန်းတဲ့ကြည်နဲ့လောက်တဲ့အဆုံးဖြတ်များကိုမှတ်သားရတဲ့အတွက်ဆရာတော်ဘုရားကြီးထံမှာလိုက်ပါပြီးတော့ပညာသင်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။အကျင့်သီလကိုမြတ်နိုးလာတဲ့ဥမေဝေရာဝေကို ဝင်းနီးပိရိကတ်နဲ့အจิตသီလအရာမှာထင်ရှားကြော်ကြတဲ့မိုးနယ်ကုန်းဆရာတော်ဘုရားကြီးနဲ့ကြုံကြရတယ်ကအခွင့်သားထားပါတယ်။ပညာချုံလူတို့ကရှင်သာရိပုတ္တရာထံတကောအဋ္ဌိပတ်ကျွမ်းကျင်လူတို့ကရှင်မောကလန်ထံဒူရင်ပရိပတ်ဖြစ်ကျင်လူတို့ကရှင်မဟာကတ္တပထံကိုခိုလုံမိလျက်သာဖြစ်တယ်လို့ဖြစ်ပါတော့တယ်။ဝင်းနီးအကျော်မိုးနယ်ကုန်းဆရာတော်ဘုရားကြီးရဲ့အကြောင်းကိုလည်းတင်ဆက်ပေးကြပါရစေ။ ရမဲသိမြို့နယ်ညောင်မင်းသာခေါ်ရွာပိုးကလေးဇာတိမှာ ပွေးဖွားခဲ့တာဖြစ်ပါတယ်။ဦးအေးနဲ့ဒေါ်ပုံကြီးတို့ကနေ1209ခုနှစ်မှာဖွားမြင်ပါတယ်။ပေကုန်းရွာဝန်းကျောင်းတဲ့ဦးညာနာထံမှာပညာသင်ယူပါတယ်။ရှင်သာမဏေဘွဲ့ရှင်ဇယန္တဖြစ်ပါတယ်။ရှင်သာမဏေဘွဲ့နဲ့ရနာဝူနေပြည်တော်ကိုကြွဒက္ခိဏယာမဘုရားကြီးတိုက်ပကံညောင်ဦးဆရာတော်ဥတ္တဒထံမှာပြိလက်ကတ်ကိုတင်ပါတယ် ယဟန်ဝါဆေဝါကြောတဲ့အခါမှာအရှိပြင်းဆလင်းတိုင်မှာရှိတဲ့ပထမစာတော်ချအဖြစ်ပြောင်းရွှေ့တရင်တော့ပါတယ်ဆက်ကြဒီဝီမိဖုရားကြီးကကူးကွဲပြီးတော့ဤစဉ်ပွဲတော်စွန့်အောင်နဲ့ပစ္စည်း၄ပါးတကခံယူပါတယ်ဒီဝမေလက်ထက်မှာငယ်စရာရင်ဥညာဏထံမှာပြန်လဲပြီးတော့တဝါဆိုပါတယ်နောက်မေတော်နဲ့ဆွေမျိုးတွေရှိတဲ့ပျော်ရွာဘရောက်ကိုရွာကိုကြွားရောက်ပြီးတော့တရင်တော့ပါတယ်ကြောင်းလဲဆောက်လူကြပါတယ် အဲ့ဒီကြောင်းမှာခိတ္တာပဲနေပြီးတော့တပည့်ဖြစ်တဲ့ဦးဇောတာကိုလွှဲအပ်ပြီးတော့မိုးနံကုန်းရွာကိုရွှေပြောင်းတရင်သုံးပြီးတော့စာတင်လိုက်ကိုတီထောင်ပါတယ်မိုးနံကုန်းဆရာတော်ကြီးကမိုးနံကုန်းဂိုင်းအုပ်ဆရာတော်ဟုထင်ရှားတဲ့ဝီနီးပြည်ကအရာမှာကြော်ကြားတော်မူခဲ့တာဖြစ်ပါတယ်သီလကိုမျက်နှူးတဲ့ဆရာတပည့်ဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးခြင်းပါတယ်မိုးနံကုန်းဆရာတော်ကဥမီယိုရာဝီကိုပထမမှာဥပရိယုတ်ကိုကြည့်ပြီးတော့ကြီးပွားမဲ့သူဟုယူဆပြီးတော့အထူးအရေးပေးတော်မူပါတယ် မကြမီတွင်မှမိမိယူဆတာတဲ့ပင်ထူးခြားတဲ့ပဇင်းငယ်ဖြစ်ကြောင်း တွေ့မြင်ရပါတယ်။ဥမေရာဝေကယဟန်သီလကိုစောင့်စည်းရမှာဝိနည်းအကျော်မိုးနံကုန်းဆရာတော်ကြီးချီးကျူးလောက်အောင်လေးစားယူသေးပါတယ်။ဘုရားပြည့်ညတ်တော်မူတဲ့အာဘတ်ဟူသည်မသေးငယ်သောအာဘတ်ဟူ၍မရှိသေးငယ်သောအာဘတ်ကိုအေးမမှုလေကြီးလေးသောအာဘတ်ကိုလည်းအေးကြုံကလုံနိုင်မှာမဟုတ်ဘူး။ ကြီးလေးဒီကိုနိုင်လင်းသေးငယ်ဒီကိုအလိုလိုဆောင်စည်းပြီးဖြစ်ရမယ်လို့ဥမေဒာဝီကတထစ်ချယုံကြည်လျက်ရှိပါတယ်။မိုးနံငုံဆရာတော်ကဥမေဒာဝီအနေတိုင်းပြည်သေးဝေယုံမကလုံးလာဝရိယရှိတာကိုမြင်တွေ့တဲ့အတွက်သီးသန့်ကြောင်းတစ်ကြောင်းမှာနေစည်းပြီးတော့စာစိုးတော်ဖြစ်ချီးမြှင့်ပါတယ်။နေ့ကမှတမန်နာစိတ်ဓာတ်စတဲ့တရားငယ်များကအစားဝင်းနီးငါးချမ်းပါဠိအထအက္ခရာအဘိဓမ္မာအထက္ခရာတို့ကို သင်ကြားရပါတယ်။ ညဘက်မှာအဘိဓမ္မာညဝါကို တက်ရပါတယ်အဘိဓမ္မာညဝါဆိုတာဖုံးကြီးစာသင်နီးမှာထူးခြားတဲ့သင်တန်းစာဝါတစ်မျိုးဖြစ်ပါတယ်အဘိဓမ္မာခုနှစ်ကျမ်းလာတယုတ်တကံအနက်အဓိပ္ပာယ်တွေကိုခြုံငုံမိအောင်မြမစကားပြေဖြစ်စူယူးကြံများရှိကပင်ရှိကြပါတယ်သူဆိုယူကျမ်းများကိုခေဆက်ဆက်ပြုပြင်တင် जा ပို့ချခဲ့ပါအဘိဓမ္မာမြန်မာအထကထာဟုဆိုရလောက်လွယ်ကူလေးနက်တဲ့ကျမ်းများဖြစ်ပါတယ် အဘိဓမ္မာဝေါ်ဟာရတလုံးသဘောတရားတစ်ခုကို သုံးသက်ဝေဖန်ရမှာအစစ်ကောက်အတုကောက်ရတဲ့ကောက်ဟူပြီးတော့ဖြစ်နိုင်တဲ့မြတ်အစွမ်းကုန်တရုတ်အထိပ်ပဲကိုပြဆိုထားတော့အထကရာဒီဃာဆရာတို့ကပင်လွှမ်း၍သွားပြီးတော့တယ်အထကရာဒီဃာဆရာတို့မတွေ့မြင်ခဲ့တဲ့အသေးစိတ်ကလေးတွေကအစဗုဒ္ဓအဘိဓမ္မာကိုအပြည့်စုံဆုံးအကျဉ်းချုပ်ပြီးတော့အကောင်းဆုံးသောသင်ကြားလေ့လာသည့်စနစ်တရုတ်ကိုမြန်မာတို့တီထွင်နိုင်ခဲ့ကြပါတယ် ဦးမေတာဝီကဒီနီးနဲ့တင်ယူခဲ့တာမှာတုတ်ဝင်းနီးအဘိဓမ္မာကိုမြေသည့်ဘာသာဘာမှလိုလေသေးမရှိကြမ်းယူကြေ၍နေပါတယ်ညဝါတက်ပြီးတော့ဆရာတော်ကျောင်းမှာဆင်းခဲ့ရင်မိမိနေတဲ့ကျောင်းပေါ်ကိုမတက်သေးပါဘူးရှေးကကြက်မှတ်ထားခဲ့တဲ့ဝင်းနီးငယ်လေးဆောင်အဘိဓံစသည်တို့ကိုတညလင်းနှစ်မျိုးသုံးမျိုးအလှည့်ပေးပြီးတော့လမ်းလျှောက်ရင်းရွတ်အံပါတယ်ဒီလိုရုပ်ဖံများတော့ခလေးဘွားကရတဲ့တရားသင်းကျူစီကနှစ်နဲ့ချီပြီးတော့ မကြက်မဖဲထားပေနဲ့မမိရတော့ပါဘူးညစဉ်10နာရီအထိရွတ်အံပြီးတော့ခေတ္တရက်ဆိုင်ဆရာတို့ကြံကိုသွားပြီးတော့ခြေဆုပ်လက်နဲ့နင်းနေပေးပါတယ်တနာရီကကြာဝစ်ဖြစ်ပြီးရင်ကြံနေတဲ့စာကိုဆက်ပြီးတော့ရွတ်အံပြပါတယ်လသာတဲ့ညတွေမှာရှင်ငယ်ရဟန်းငယ်များစာရန်ကြသည်ကကြည်နူးစရာကောင်းလာပါတယ်တကောင်းကျော်မှစာရန်တန်ဒီတူးသွားပါတော့တယ်တပင်အောင်ကွက်ပြင်မှာထိုင်းသူထသူလမ်းလျှောက်သူရှောက်နေကြပါတယ် ပရိယတ်တိကျေးဇူးရှင်ကလေးများဖြစ်ပါတယ်။ဆတ္တနာကြောမှာဥမေတော်ဝီကစာပြန်မှုတခန်းရပ်ပြီးတော့ចောင်းကလေးပေါ်တက်ဘုံနာမိရင်ကလေးကိုထုံညိလိုက်ပါတယ်။ဆရာတော်ပြောကြသည်ဗျခက်ရခက်စစ် စာအဓိပ္ပာယ်တွေကိုပြန်လည်စဉ်းစားပြီးဗလာစာအုပ်တွေမှာမလွတ်တမ်းရေးမှတ်အချောတင်ပါတယ်။ပြီးတဲ့အခါမှာစူပေါင်းပြီးတော့ဖျားဝတ်တက်ခဲ့ပင်နဲ့ခက်တာတော့ဖျားကတော့မေတ္တာပါမနာပေါင်းများပါတယ်။ပြီးမှနေ့စဉ်ရှူပွားနေကြ ဂောဓာတကပ္ပထံကို ရှူပွားပါတယ်ပြီးရင်တနာ ਈ ကန့်သာအိပ်ပါတယ်အလွန်ဆုံး2နာရီထက်ပိုပြီးတော့အိပ်တာမရှိပါဘူးမနေ့3နာရီမထိုးခင်မှာအိယာကထဆရာတော်ကြီးများမျက်နှာတင်ရဲ့မျက်နှာတို့ပွားကိုပခုံးပေါ်တင်ပြီးတော့ရေကြိုက်အဖုံးပေါ်မှာဒံဘူးနဲ့စားပကံတင်ပြီးယူဆောင်ဆရာတော်ကြီးចောင်းလီကရင်မှာတကားမဖွင့်မချင်းစောင်းဆိုင်နေပါတယ်မြစ်တာကပ္ပထံကိုနှလုံးသွင်းရင်ငဲလိနေရာ3နာရီထိုးတော့ဆရာတော်ကြီးကတကားဖွင့်ပေးပြီးတော့မျက်နှာတက်တော်ရေးဆက်ကပ်ရပါတယ် မဝီဝချင်းအနီးပါမှာယူသေးသွားစောင့်နေပြီးတော့နေရာတကျတင်းစီဥချပြီးတော့မိမိကြောင်းကလေးရှိကို ပြန်ခဲ့ပါတယ်။ကြောင်းကလေးကိုပြန်ရောက်တော့ညာဦးကစာတိပဲမှတ်သားချက်တွေကိုပြန်ကြည့်ကြံနေသေးရင်စဉ်းစားဖြည့်ဆွက်ရှိမှပြပါတယ်။ပြီးတော့မှကောထာတာကမ္မထန်းကိုနှလုံးသွင်းခြင်းနဲ့ဘူးလင်းစေပါတယ်။ဒါကတော့စာတင်သောဥမေရာဝီရဲ့နေ့စဉ်လှုပ်ရိုးလှုပ်စင်ဖြစ်ပါတယ်။လူတို့အတွက်အိမ်ရှိမှတပြည့်စီလှဲခြင်းလမ်းသွားရင်စူးကပ်ဖယ်ရှားခြင်း မိဘသားမယားတို့အတွက် စီဝါရှာခြင်းရုပ်စွာအစုံကလေးငူရီချော့ရထိန်ရခြင်းအထိတိလစရဏကုသူတွေပါလားဟုသဘောပေါက်ရန် လိုပါတယ်မလွဲမရှောင်သာပြီးတော့လုံရတဲ့အလုပ်ဝင်ဖြစ်ပါစေအတိညာပါရင်တန်မှုကြီးမြတ်သွားပါတယ်အတိညာအတိမှန်သည်အရေးကြီးပါတယ်မတိရင်ဆင်းရဲကြပါတယ်သိရင်တော့ချမ်းသာမဆုံးဖြစ်ကြပါတယ်နေကင်းနေလေမှာဥမီတာဝီတက်နေစာဝါရီကတပတ်ကြော့ပြီးတော့လာပါတယ် ကြားတဲ့အခါစာရဲ့ဒဏ်ကြောင့်ပါဒရိုက်ကင်ပြီးတော့ဒူးခေါင်းအထိအေးဆက်လာပါတယ်။သွေးလီမလျှောက်တော့သွားရလာရသည်ကဘောဆက်ဆက်ငတ်တက်ဖြစ်လာပါတယ်။ဒီကရင်းနှံကြီးကိုမိခင်နေလန်းဒူးခေါင်းအထိတုံလင်းပြီးတော့ကျောင်းလေးရဲ့အနောက်ဘက်ပြတင်းပေါက်ကိုဖွင့်ခြေထောက်ကိုနေလန်းရပါတယ်။အဲဒီတခါတလေမိမိရွာကိုပြန်ပြီးတော့ဆေးကူရပါတယ်။မလှမ်းနိုင်တဲ့ခြေထောက်တွေကတောထွက်ဖို့တတိပေးနေကြပါပြီ။ စာအန်စာရွတ်ဆရာဝတ်ကျောင်းဝတ်များကိုနေ့စဉ်လုံမြဲတိုင်းလှုပ်ဆောင်ခဲ့တာ15နှစ်လုံလုံဖြစ်ပါပြီ။ဘွားတော်လည်း20ရှိပါပြီ။ဘွားတော်20ကျော်ပေတဲ့မျက်နာတစ်တော်ရေကတ်ချင်းစတဲ့ဆရာဝတ်လှုပ်တော့ကတော့လုံမြဲတိုင်းလှုပ်ပါတယ်။ပရိယက်ပရိပတ်ပြည့်စုံပြီးတော့လုံလဝရိယကြီးမားတဲ့အတွက်ဆရာသမားအားကိုးခြင်းခံရသူပြီးပြီးမဟာသီဝါ20ဖြစ်တဲ့အချိန်ကစပြီးတော့ မိုးနံကုန်းကျောင်းတိုက်ကြီးအုပ်ချုပ်ရေးအရရက်ကို လွှဲအပ်ခြင်းခံရပါတယ်။ဒီကနေ့စဉ်ဝတ္တရားများပို၍ပင်များပြားလာပါတယ်။စာချခြင်းတရားဟောခြင်းအနေနဲ့အရရက်ကအမေးပုတ်စာပြဿနာတွေကိုဖြေရှင်းရခြင်းစတဲ့ကျောင်းသင်ကရက်ရွာတကားတကမတို့ရဲ့တာဝန်မှုသမျှကမိုးနံကုန်းတခိုင်းလုံးရဲ့သာသနာပြု တာဝန်တို့အားကြီးလေးစွာဖိလာပါတော့တယ်။ပဒါနာအလုံးနဲ့အပဒါနာအလုံးဆိုတဲ့အကြောင်းကိုလည်းတင်ဆက်ပေးကြပါမယ်။ ်ဦးမေရာဝီက သာသနာရေးအလုပ်တွေကိုဆောင်ရွက်နေရသည်ကိုပင်ပန်းတယ်လို့မထင်ပါဘူး။ဒါပေမဲ့ဘဝတသက်တာမှာအရေးကြီးဆုံးသောပဓာဏအလုပ်၊ကမ္မထန်အလုပ်အတွက်အနှုတ်လက္ခဏာပြနေသည်ကို တွေ့ရတော့ခေါင်းတစ်ပန်းကြီးလာပါတယ်။အသက်တော်ကလည်းကြီးလာပြီးရိုးရာသာသနာ၏အလုပ်တွေကိုစဉ်းစားမိတိုင်းချက်သီးထနေမိရှာပါတယ်။နေရှိသည်၍တောထွေရန်အကြံကြီးကြံသည်ကပျောက်ကိုရီမတော်တဲ့အပြင်ပူ၍ပင်ကြီးထွားလာပါတယ်။ဥမီတော်ဝီပရိယတ်ဒီကိုလည်းတတ်အောင်သည် ကိုတက်ပြီးတော့တဆင့်ပို့ချပြီးပရိယတ်တီကိုလည်းဆောင်ရမှာပဲဒါမဲ့တသက်လုံးပရိယတ်တီကြီးအယိုးထုတ်သွားရမှာတော့နည်းနည်းမှမတော်ဘူးပန်းတကြီးနဲ့တောင်ရာတွေခုတ်တွင် နေပူမိုးရွာမရှောင်ထုံရက်စိုက်ပြိုးသီးနယ်တွေရိတ်သွင်းကြည်တဲ့သွေးပြီးကားမှာကို့လုံစာကိုမဆိုင်ရပဲတည်သွားရတဲ့တောင်သူကြီးလိုဖြစ်နေပဲဗျဥမေဒဝီစာတွေလည်းတက်ပါရမီလည်းရှိတည်လည်းတည်လုံနဲ့လုံနေတာပဲလေလို့ တခါကလင်းစင်ကိုဆရာတော်ကြီးအမိတ်ရှိဘူးတဲ့စကားကိုကြားရောက်နေမိပါတယ်။ဒီလိုနဲ့မိုးနံကိုဆရာတော်ကြီးကတောထွက်ခွင့်ပြုရင်အရေးဆုံးပြီးတော့ရှောက်ပါတယ်။ဒါပေမဲ့ခွင့်ပြုချက်မရပါဘူး။ဥမေတော်ကြီးတောထွက်ဖို့ဆိုရင်တပည့်တော်ဘက်ကအချိန်မီပဲကိုတော်တကောင်လားတကောင်ထလိုက်မယ်လို့ပြောဆိုခရီးရှိဘူးတဲ့လင်းစင်ကိုဆရာတော်ကြီးရဲ့တိုက်တွန်းစကားကြောင့်မိုးနံကိုဆရာတော်ကြီးကအချိန်ချင်းရှောက်ထားရာကြည်နှက်စွာခွင့်ပြုလိုက်တဲ့အတွက်တပည့်ကိုလွယ် လေးစင်ကုန်းရွာဘက်ကို ထွက်လာခဲ့ပါတယ်။လေးစင်ကုန်းဆရာတော်ကြီးကအမြဲတမ်းတန်ရိုးစင်ပါနိုင်သမျှပေါအောင်ဖြတ်တောက်ပြီးတော့ဗဒနာအလုတ်ကြီးကိုလှုပ်နေတဲ့သူပြီပြီ။ဦးမေတာဝီကိုမြင်တယ်နဲ့ဝမ်းသာအားရခရီးဦးကျူပြုပါတယ်။လေးစင်ကုန်းဆရာတော်လည်းချက်ချင်းပင်ဆုံးဖြတ်ပြီးတော့သူ့မေတာတထေးဗန္နာတိုက်ဖြန့်ပြီးတော့အလှပေးတယ်လို့ပဲ။မိမိပုဂ္ဂလိကပိုင်ပစ္စည်းအလုံးကိုလှဲစီ30ကြော်တိုက်ခန့်ကိုတစ်ခုပြီးတစ်ခုထမ်းသေးပြီးတော့ ကျောင်းရှိတလင်းပြင်မှာအစင်အသင့်ပုံချထားလိုက်ပါတယ်။မိမိကတော့တပိတ်တလုံးနဲ့သင်ငန်း၃၀မြတ်သာယူဆောင်ပြီးတော့ကဲဥမီရာဝီဒီပစ္စည်းတွေအလိုရှိတဲ့သူယူကြပါစေ။တပိတ်တော့လည်းဇီးတံမေဖြစ်ပြီးအောင်းပြီလို့ပြောပြီးတော့အရှင်ဖျားလိုကလျာဏမိတ်တာမိတ်ဆွေကောင်းကြီးရလို့မှနေခမပါရမီကြီးမဖြည့်စည်းထိုင်ရင်နေရာမကျဘူး။ကဲသွားကြစို့ဗျာလို့ဆိုပြီး နှစ်ပါအတူတူတပိတ်ကိုစီလွဲရှဲစုရအနောက်ဘက်မှာရှိတဲ့မင်းလိုတောင်ကိုထွက်ခဲ့ပါတယ်။ရက်ရွာမြည်သည့်တခါတကမမြွာအတိမပေးခဲ့တော့ပါဘူး။ ठी ကလည်းလိုတယ်မင်းကလည်းလိုတယ်။ ठी လိုမင်းလိုဆိုတဲ့ကဲသူနှစ်ပါအတူထွက်ခဲ့တော့တင့်တော်ရတစ်ပင်ရဲမှာရှင်းလင်းနေရယူပြီးကြီးပြူအေးချမ်းစွာတရားကိုစီနဲ့တရင်သုံးတော်မူကြပါတယ်။မင်းလိုတောင်ထက်ကဝီတုဒ္ဓိမတ်တန်ဆိုတဲ့အကြောင်းကိုလည်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ဘလို့ပဲစွန့်လွန်နိုင်တယ်စေးရချမ်းသာခံနိုင်ရရှိတယ်တရားအလုံးမှာစိတ်တုံးတုံးချပြီးဝရိယရှိတယ်စင်းစားဝေဖန်အသိဉာဏ်ရှိတယ်ဆိုပါစေအမွေဓာတ်တို့ရဲ့သဘောကတော့သိနိုင်ခက်လာပါတယ်အကျိုးဆောင်သောမိတ်ဆွေတို့ဖွဲ့လဲဝင်လာတတ်ပါတယ်အနောက်ရှက်ကအဝေးမှလာရင် မြင်းလွဲရှောင်းလွဲပါတယ်အနီးကလာလို့ရှိရင်တော့မြင်းမှုရှောင်းမှုခက်လာပါတယ်မိမိတရံထဲမှာထွက်ပေါ်လာခဲ့တဲ့ပူပြီးတော့အမြင်ခက်အရှောင်ခက်တတ်ပါတယ် လင်းစင်ကိုဆရာတော်ကြီးနဲ့ဆရာတော်ကလေးဦးမေရဝီတို့ကအခက်ခဲအမျိုးမျိုးကိုကြော်လာပြီးတော့မင်းလိုတောင်ကိုစွန့်စွန့်စားကြီးထွက်လာခဲ့ကြပါတယ်။ဒါပေမဲ့လင်းစင်ကိုဆရာတော်ကြီးရဲ့ရင်းနှီးတဲ့တကားအချို့ကဖုံးကြီးပြောက်ရှာရင်းမတက်သားတဲ့အဆုံးပါရမီကူညီတဲ့အဖြစ်အเจ้าများကို ဆောက်လုပ်လှူဒီကအစလူဝင် လူထွက်များလာခဲ့ပြန်ပါတယ်။ဦးမေရဝီက စိတ်ပြက်စပြူလာပါတယ်။နောက်ဝစ်ကြီးဝင်းငယ်ပြူပြရစေနီးခံပြီးတရားကျင့်ပြရစေစတဲ့ အပြောများနဲ့ယဟန်တော်များတစတစအာဂုတကြီးရောက်လာတော့တန်ခါ25ပါးပင်ရှိလာပါတော့တယ်ရက်ကြလာတဲ့အခါတချို့ဆရာတော်တွေကဝိသုဒ္ဓိမတ်စာတဝါတော့ချင်းမြပါဖရားလို့ဥမီတာဝီကိုဝိုင်းပြီးတော့တောင်းပန်ကြပါတယ်။ဆရာတော်ကြီးကလည်းထက်ဆင့်တိုက်တွန်းနေပြန်ပါတယ်။ဒီကဥမီတာဝီမငင်းတာတော့ပါဘူး။ဒါကတော့ဘလို့ပင်မငင်းတာအောင်ပြည်စွာထိုးနှက်လာတဲ့အနောက်ရှက်ပင်ဖြစ်ပါတော့တယ်။ ဒါနဲ့ဥမေဒဝီ စာသင်တန်းကြီးကိုပြစ်ခဲ့ရပင်နဲ့တောင်ပေါ်စာသင်တန်းကြီးအသက်ဖွင့်ပြီးတော့ဝိသုဒ္ဓိမတ်စာသင်သည်တဒောင်လုံးညံသွားပါတော့တယ်။ကောင်းကားကောင်းဤမကောင်းဖြစ်ပါတော့တယ်။သုံးချိန်မြောက်တောထွက်ခြင်းဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါမယ်။ဥမေဒဝီကမိမိဆုံးဖြတ်ချက်ကိုအခိုင်အမာချပြီးဖြစ်သူပြီ။ယာယီအရှုံးပေးလိုက်စေကားဘူး။ တဝတချီဆူပြီးတာနဲ့မင်းလိုတောင်းကဖဲခွာပြီးတော့မိုးနံကုန်းချောင်းကိုပြန်လာခဲ့ပါတယ်ပေမဲ့ပူမူခက်ခဲတဲ့စွန်စားခြင်းကြီးမျိုးတစ်ခု ပြုတ်လို့ဖို့တော့ရည်တန်ချက်တစ်ခုပါလာခဲ့ပါတော့တယ်ဒါကတော့တခြားမဟုတ်ပါဘူးအနန္ဒကျေးဇူးရှင်ဖြစ်တဲ့မိုးနံကုန်းဆရာတော်ကြီးကိုပါတောထဲကို အပါပင့်ရန်ဖြစ်ပါတယ်ဒါကလွယ်ကူတဲ့အကြံတော့မဟုတ်ပါဘူးကာလအတန်ကြာနေမြဲနေ၍နီးလမ်းများကိုနှီးရှိသမျှစဉ်းစားနေပါတယ် ဒီနေ့မှာဥပစင်းငယ်များကဆရာတော်ကြီးထံမှစာတက်ပြန်လာကြပြီးတဲ့နောက်မှာမကြီးပင်အောင်ကော့ပြစ်ပေါ်မှာထိုင်းစူပေါင်းပြီးတော့စာလှည့်တန်ကိုကြားလိုက်ရတော့ပူပြီးတန်ဝေကဖြစ်သွားပါတယ်။အကြောင်းကတော့နောင်တော်မဟာနန်တာဂီဝင်းမင်းသားကညီတော်အနုရုဒ္ဓကိုလူမှုကိစ္စတို့ကမြည်သည့်အခါမှာပြီးဆုံးတယ်မရှိ။နောက်တစ်နှစ်လာလဲဒီလို့နောက်တစ်နှစ်လာလဲဒီလို့ ီလုတ်တွေကမပြီးမဆုံးလုတ်တုံးလုတ်ဆဲနဲ့ပင်မိဘဘိုးဘွားတွေလည်းတည်ခဲ့ကြရကုန်ပြီလို့ယဟန်ပြူရဲ့နားချဖြောင်းပြန်သော အခမ်းနေတ္တိယမြန်မာကိုပါဠိတကျော့မြန်မာတကျော့ပြန်လည်ရွတ်ဆိုနေကြခြင်းကိုကြားပါရတယ်။ဒါနဲ့ဥမေတာဝီက စိတ်အားတင်းပြီးဆရာတော်ကိုဝတ်ဖြည့်ရင်းဆရာတော်ဗျာတက်တန်းကတူရတဲ့အထဲတစ်နှစ်ထက်တစ်နှစ်အိုမင်းရင့်ရော်လာပါပြီ။ လူမှုကိစ္စတွေမဆုံးနိုင်တယ်လို့ပေးသက်ကြီးနဲ့သာသနာပြုရတဲ့ကိစ္စတွေလည်းတနေ့လားဒီစားတနေ့လားဒီပေးသက် မဆုံးနိုင်အောင် ရှိနေပါတယ်အဆုံးရှိသောလမ်းကို ရှောက်ရခြင်းကပင်မရာကျိုးနှက်ပါတယ်ဒီတိုင်းသာတော့နေယဟန်တရားကိုအားထုတ်နိုင်ကြတော့မှာမဟုတ်ပါဘူးရှိရှိကဆရာသမားတွေလည်းဒီလိုနဲ့တဘဝကုန်ခဲ့ရတာများပါတယ်တပြည့်ပေးသက်ဆိုတာကလည်းသူတို့လိုရာရတို့သူတို့ကိစ္စပြီးတဲ့အခါ ဇယက်မှာတဲတဲ့ဧည့်သည်ပမာပဲဆရာတော်ဘာတော်မငဲ့ညာပဲလူရသွားကြမြဲဖြစ်ပါတယ်လို့အရေးစုံကရှောက်ထားလိုက်ပါတယ်ဆရာတော်ကြီးကဘလို့မှစကားမပြန်ဥမေတာဝီလည်းဥချပြီးတော့ပြန်လာခဲ့ပါတယ်နောက်တနေ့ဥယီဝတ္တာစတဲ့ဆရာတော်ကြီးနဲ့လက်ယုံတပည့်ကြီးများနဲ့တိုင်ပင်ပြီးတော့ဆက်ပြီးတော့ရှောက်ပြပါတယ်ဆရာတော်ဖေဟာတောထွက်တော်မူပါလေတပည့်လည်းယခုကဲ့သို့ပြုစုလှုပ်ကျွေးရင်ဆုံးဖြတ်ထားပါတယ်ဗျာ လေဝေးမှာတော်လဲခေါ်ပါတယ်အဆက်စားရရချမ်းသာစွာသတင်းသုံးနိုင်ဖို့လေဝေးပတပိုက်ဆရာတော်ဦးအားစရာကတင့်စီမံထားပြီးဖြစ်ပါတယ်ဝန်ထံကိုချောင်းတက်ကြီးကိုလည်းဆရာတော်ဖျားရှိစဉ်တကယ်တော့ဥယီဝဒကတာဝန်ယူပြီးတော့ပါရမီဖြည့်မယ်လို့သိရပါတယ်ဖျားလို့ဒီလို၃ရက်၃ချိန်တိတိရှောင်းထားပါတယ်ဒီကကောင်းပါပြီတဲ့ ဒုံများလည်းစဉ်းစားပြီးပါပြီအဆအဆအရရာဥပစင်းပဲစီမံပြီးတော့သွားကြစို့ပြောရွာခင်စောစီကိုလည်းခက်တံဝင်ကြအောင်စုံလို့မိတ်တော်ပါတယ်ခင်စောဆိုတာဖုံးကြီးဥဇောတာကိုခေါ်ခြင်းဖြစ်ပါတယ်ရှေ့ကဖုံးကြီးကိုခင်ကြီးလို့ခေါ်ပါတယ်ဥဇောကပြောရွာဗရော့ကိုရွာမှာရှိတဲ့အကြောင်းကိုလွှဲအပ်ခံရသူတပြည့်တပါးဖြစ်ပါတယ် ဒီကရွာเจ้าကိုစွန့်ပြီးတော့ပျော်ရွာရှိတမိုင်ခန့်ဝေးတယ်နွားစကြက် တော်ကြီးမှာအခုညောင်လွန့်တော်ရနေရမှာလေးတိုင်စင်เจ้าကလေးနဲ့ခေါင်းပါစွာတော်ရနေခြင်းဖြစ်ပါတယ်လယ်ဝေးတော်ကိုမကြွခင်ဝင်ပြီးတော့တွေ့ဖို့အမိတ်ရှိခြင်းလည်းဖြစ်ပါတယ်ဆရာတော်ကလေးဦးမေရဝေကအလွန်မေးဝမ်းမြောက်သွားပါတယ်ဘယ်တပြိတကာတကားမှမှာအတိမပေးပဲနဲ့နောက်တည့်ရဲ့စွန်းစားအပြီးမှာကိစ္စရှိတယ်လို့မိန်ကြပြီးခါတိုင်းကြွနေကြတဲ့အတိုင်းတပိတ်ကိုစီလွဲ တရည်လွယ်ပခုံးတင်လက်မှာတောင်ဝေးကိုစီနဲ့ရွှေသားဘူတာကိုကြွတော်မူကြပါတယ်။အဲ့ဒီကနေတဆင်ညောင်လုံးဘူတာကိုဆက်လက်ကြွတော်မူကြပါတယ်။ယထာကစီးပြီးတဲ့နောက်မှာညောင်လုံးဘူတာကနေအနောက်မြောက်တမိုင်နဲ့၅ဘာလုံကန်ဝေတဲ့ယသေးကြီးဥခန္ဒီရဲ့ဇာတိရွာသားရွာနဲ့ပျော်ရွာဒီကနေအရှိတ်တမိုင်ကဝေတဲ့ဆရာတော်ဦးစိုးရဲ့နွားစကြက် တောရအကြောင်းကလေးကိုကြွတော်မူကြပါတယ်။ 1269ခုနှစ်တပေါင်းလပြည့်ဖြစ်တော့ရာသီဥတုကလည်းအလွန်ကိုပူပြင်းလာပါတယ်တော်ရကြောင်းကလေးကိုရောက်ကြတဲ့အခါတည့်ရွယ်မိုးလေးတိုင်စဉ်ကြောင်းကလေးအတွင်မှာဆရာတော်ဦးစိုးကိုမတွေ့ကြရပါဘူး။ကြောင်းနဲ့မနီမူရင်ခြုံထဲမှာစာအန်တန်တွေကြားလို့ကြည့်လိုက်တော့ဦးစိုးဖြစ်နေပါတယ်။ဦးစိုးကဆရာတော်နှစ်ပါးကြွလာတော့ကိုမြင်တော့ဝမ်းသာအားရဖြစ်ပြီးတော့စာတွေကိုအော်၍အော်၍ရုတ်အန်နေပါတော့တယ်။ဆရာတော်များထံကိုတော့မလာပါဘူး။ အိုကောငှန့်ငယ်တို့ကအတန်ကလည်းဥဆုံးနဲ့ပြိုင်တီကျူးပြီးတော့ကြည်နူးပွဲရှိလာပါတယ်။ဥမေရာဝီကသွား၍ရှောင်းမှဥဆုံးလဲတုံသီးတုတ်ပြားထအဝိပြုပြီးတော့ကျောင်းသားငယ်လိုပဲကြောက်ရွံ့စွာမရေတရေထိုင်နေပါတယ်။ကျောင်းတွင်လည်းတောက်ဆရာရေးပင်မရှိတော့နွားကျောင်းသားတယောက်ကိုပြောရွာမှာရှိတဲ့ဆရာတော်ကြီးရဲ့သားချင်းနေထံအပြောခိုင်းလိုက်ရပါတယ်။မကြခင်မှာပျော်ရွာဘရောက်ကုန်းရွာကဖိုးစော့ ိုးခေါင်စတဲ့တကားတကားများကဖြောရီတောက်ရီနဲ့လာရောက်ကြောကြပါတယ်။ဝမ်းသာအားရပဲချက်ချင်းတောရှင်တုတ်တင်ပြီးတော့ចောင်းဝင်နှဆောင်ကိုဆောက်လို့လှူဒန်းကြပါတယ်။လဲဝေးမှာအသည့်စီစဉ်ပြီးဖြစ်ပေတဲ့ဝမ်းယောဂါတွေဖြစ်ပွားနေတော့ဒီတောចောင်းမှာပဲတရင်တုံးရန်လဲဝေးဆရာတော်ကလာလျှောက်ပါတယ်။နောက်တစ်ချိန်လာပြီနဲ့လက်မခံတော့ပါဘူး။ လဲဝေးလဲဒီတော့အခုလဲဒီတော့ပါပဲလို့ပြောဆိုနှစ်သိပ်ပြီးတော့ဥဇောရဲ့တောကြောင်းမှာပင်သတင်းသုံးရန်အပြည့်အပြည့်ဆုံးဖြတ်တော်မူကြပါတယ်။ဥဇောနဲ့ရရွာတကာဓမ္မမျိုးကချမ်းသာစွာတရားအားထုတ်နိုင်အောင်ပစ္စည်းလေးပါဝေယဝိဆပ်ပြုစုကြပါမယ်။ဒီမှာပဲအမြဲသတင်းသုံးတော်မူပါလို့ရှောက်ကြပါတယ်။ကျောင်းဝင်းမီယာကိုလည်းအတိအကျသတ်မှတ်ပြီးတော့တင့်တော်တဲ့ကျောင်းတွေကိုစောက်လို့လှူဒန်းကြပါတယ်။ တန်တုံးကိုအပ်ဖြစ်အောင်သွေးရမြက်အစံလန်းဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါတယ်။ဥမေတာဝင်းရဲ့ဥဆုံးတို့ကပူဆုံးကိုလက်မခံကြဘဲနဲ့နေ့စဉ်ဆုံးခံပြီးတော့ဆရာတော်ကိုပြုစုလုံရွေးကြပါတယ်။နွားစကြတော်ကြီးကတဖြည်းဖြည်းတာယာစပြုလာပါတယ်။ဥမေတော်ဝီကကိုရင်ငယ်ကလေးပမာဆရာရဲ့ဝီကြီးဝင်ငယ်ကိုပြုမြဲပြုပါတယ်။ ကောဒတာကမထန်ပဒဝီကတိုင်းတို့ကိုဂျိုရာဂျိုရာတာရှုပွားပြီးတော့ပင်တိုင်းအဖြစ်အာနာပါနာကို ရှုပွားတော်မူပါတယ်။ဘုရားဝိဆေယဝိနဲ့ဆုံးခံဝိတွေကိုဆောင်ရတဲ့အခါမျိုးတွေမှာတော့တတိပဌံကို ရှုမှတ်တော်မူပါတယ်။တခါတလေ၄စင်တိုင်းသိရဖို့ကြောင်းလေးပါ၎င်းတခါတလေခြုံကြီးအတွက်မှ၎င်းဝင်ပြီးတော့ရှုပွားတော်မူပါတယ်နေရာဒေသကလည်းကြံတန်းအစားအသောက်ကလည်းခေါင်းမလာပါတယ် ဆီယရော်ကြီးနှစ်ပါတောထွက်သွားကြပြီတဲ့ဆိုတဲ့သတင်းကရပ်ပိုင်းတွင် ပြန့်သွားပါတယ်။အနေနဲ့ရဲမှရှိတဲ့တပြည်ကြီးများကိုပိုင်းကျောင်းတကြီးများကိုစွန့်ပြေးပြီးတော့နီးခံကျင့်လာကြတော့ရပ်ပိုင်းတွင်မှ၁၀ပါးခန့်ရှိလာပါတယ်။ဥမေရာဝီစိတ်ထဲမှာလေးရွေသွားပါတယ်။မိမိကဲ့သို့ဝါ၂၀ကျော်စာတက်ပေတဲ့ကျောင်းပိုင်းတိုက်ပိုင်ဆရာတူအတူနေမထေကြီးများဖြစ်တော့မငင်းတာပါဘူးဆရာတော်ကြီးများကိုလည်းပင့်လာမိခဲ့ပြီဖြစ်တော့အခုတခါကဲ့သို့ထွက်သွားရန်လည်းမဖြစ်တော့ပါဘူး အကျင့်ဘေးရန်ရှောင်ရွေ့မရတဲ့အမွေတက်ကအကြက်ကင်လေတော့တယ်။ဒီအခါရှောင်ရွေ့မရတဲ့အတူတူဆရာဝိတ်တန်ခဝိတ်များလာသည်နှင့်အတူ ကမ္မထံဝရိယာကိုလည်းမရှောင်ဘဲထိတ်တိုက်တူးပြီးတော့ရင်ဆိုင်တဲ့ပမာ တူးမြင့်ရသောကျူးစားတော်မူရပါတယ်။တပည့်တော်များကိုကမ္မထံပြီးတော်မူအောင်ဖျားလို့အာဂန္ဓုဘုန်းကြီးချို့ကဆရာတော်ကြီးထံမှဝိပြပြန်လာတဲ့ဥမီရဝီကို အခွင့်ချောင်းပြီးတော့တောင်းပန်ကြပြပါတယ်။နေဝင်ရိုးတီး တစ်ပင်အောင်မှာထိုင်းပြီးတော့ကမဌန်အားထုတ်သူများရှင်ဦးစွာလှုပ်ရမယ်ပရိကံဝိတက်မြစ်တာပွားအမြတ်ဝေခြင်းစသည်တို့ကိုညွှန်ကြားပါတယ်ပြီးတော့အာနာဘာနရှုပွားဂုံကိုဟောကြားတော်မူပါတယ်စာတက်စာချခြင်းကိစ္စတွေမရှိတဲ့အတွက်အချိန်ပြည့်အားထုတ်တော်မူကြရပါတယ်အရှင်ဘုရားမြတ်စာတက်ပြီးဖြစ်တော့အထူးပြောပြရန်မလိုပါဘူး ဝရိယရှိရှိယုံယုံကြည်ကြည်နဲ့လုပ်ဖို့ပဲလိုပါတယ်။ဆွဆွမြမြဒရန်ဆက်တဲ့ရအောင်လုပ်ဖို့အရေးကြီးတယ်လို့လေးလေးစားစားလုပ်ဖို့လည်းလိုပါတယ်။တန်တုံးကိုအပ်ဖြစ်အောင်တွေးတဲ့ယောက်ျားလူထက်ထက်ဆင်ကျင်ရပါမယ်။တရဝါတို့ရဲ့သဘောဟာမြည်ရင်ရင်လို့စိတ်အလိုတိုင်းဖြစ်နေကြပြီးတော့ရေကိုဆန်အောင်လုပ်ရတာခက်တယ်လို့မိမိတို့ပဂတိဖြစ်ပွားနေတဲ့အမိဝမ်းတွင်းပါစိတ်ကြိုက်ကိုမလိုက်ပါမိအောင်တားမိဖို့ကလည်းမလွယ်လပါဘူး။ဒါကြောင့်နှာသီးဝါမှာစိတ်ကိုအမြဲစိုက်ထားပြီးတော့ ထွက်လေဝင်လေကိုမှတ်သည့်နေလေတခြားစိတ်တွေကို အထူးမနှရာပဲနဲ့အလိုလိုရည်ညာစံတက်လာပါလိမ့်မယ်။အာနာပါနနဲ့ဆက်လို့ဒီပြင်အားကြစရာတိမဲ့စရာတွေကိုတော့အရှင်ဖျားများပါဠိတော်ကြီးတွေမှာလိလာကြရုံပါပဲ။ဖျားရှင်တိုင်းကြွတော်မူတဲ့လမ်းယူလမ်းဟောင်းအလွန်လဲအားရစရာကောင်းတဲ့ကပ္ပတန်ကြီးပါပဲ။